ါအခုအာဒီလာမဲ့ရုပ်ောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ထိုင်းထိုင်းကအခုနိုင်ငံတိုင်းဝန်ကြီးရောအထုတ်ဖော်ပြီးတော့ပြောဆိုသွားရည်ရှိတယ်ပေါ့နော်ဒါက credible ဖြစ်မှာမဟုတ်ဘူးအတိမတ်ပြဖို့ခက်လိုက်မယ်ဆိုတဲ့ကိစ္စမျိုးကိုပြောသွားရည်ပေါ့နော်ဒီရဲ့ဘိုင်းမှာဆိုတော့ဒါကထိုင်းနိုင်ငံရဲ့ထူးခြားတဲ့အပြောင်းလဲပဲဒါအပြင်ကိုကျွန်တော်တို့ဒီထိုင်းကပေါ့နော်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့ဒီ inter parliamentary union ပေါ့နော်ဒီနိုင်ငံတကာအာဒီအဲလွှတ်တော်ညီလာခံမှာ မြန်မာနိုင်ငံအရေးပေါ့အထူးသဖြင့်ဒီနေဆက်ဖြတ်ကျော်မြန်မာနိုင်ငံအရေးအပါဝင်ပေါ့လေနော်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ဒါကို emergency items အနေနဲ့အရေးပေါ် items အနေနဲ့အဆိုပြုဆွေးနွေးတဲ့ကိစ္စမှာလဲကျမတို့ဒီ CRPH အနေနဲ့ပေါ့နော်အပူပေါင်းဆောင်ရွက်ခဲ့တာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုကျမတို့ဘလို့ဟိုဒီ same concern တွေရှိကြတယ်ပေါ့နော်ဒီ data တွေမှာနေဆက်တခြားမှာဒီအိန္ဒိယချင်းနိုင်ငံ data တွေမတည်မငြိမ်မှုတွေကိုဘယ်အကြောင်းအရာတွေကအဲဘလောက်ထိပေါ့နော် အာဟို impact ရှိနေလဲဆိုတော့သူတို့တွေလည်းတော်တော်လေးပူသဘောပေါက်လာတယ်လို့ကျမတို့တဲ့ပူပေါင်းဆောင်ရဲ့လူစိတ်ပေါ့နော်ဒီဟာပေါ်မှာလည်းအဲ appreciate ဖြစ်လာတယ်လို့တော့ကျမတို့နားလည်လို့ရတယ်ဟိုတချောင်းနဲ့ပြောရရင်တော့ကျမတို့ဟိုရင်းရထက်ပူပြီးတော့ပေါ့နော်လှုပ်တော့ပဲချမ်းကရောအဲပေါ့နော်ဘယ်ပေါင်းဆောင်ကကျမတို့ဟိုတိုးမြင့်ပြီးတော့ပေါ့နော် engagement လုပ်ဖို့လို့လမ်းကြောင်းတွေရှိလာနေတယ်ထိတွေ့မှုတွေလည်းရှိလာနေတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ time ပေါ့နော်အများကြီးတိုးတက်လာလည်းပြောပါဦးကျွန်တော်အင်းဒီချင်းနိုင်ငံကဒီလိုသူပြောတဲ့အခါကျတော့ ဟုတ်ကဲ့။နောက်အင်းဒီချင်းနဲ့ဇက်ပဲဆက်တော့ကြာခုတလောကတော့ကြက်ဖြတ်ကိစ္စနဲ့အခုလောဟိုလေးတကြောဖြစ်နေမှာနော်။ပြင်းရွက်တဲ့ချင်းရရထိုးထားတယ်။ဆိုတော့အဲ့ဒါနဲ့ဆက်စားပြီးကျွန်တော်မေးချင်တာက ကြက်ဖြတ်နေနေတာဖွဲ့ပြီးတော့အမေရိကအမေရိကန်လည်းအခုဒီလားလည်းမှာပေါ့နော်ဖွဲ့လိုက်တယ်။အဲ့ဒီတချေတည်းမှာပဲအမေရိကကကျွန်တော်ထရန့်တက်ပြီးတဲ့ကျွန်တော်တို့ကအာမြန်မာနဲ့ပတ်သက်ပြီးတော့ဗျာအကူအညီတွေဖြတ်တောက်မီဒီယာ VOE တွေကလည်းပိတ်ပေါ့နော်မီဒီယာတွေလည်းပိတ်ပြီးတော့ဒုက္ခသည်တွေလာလို့မရ ဖြစ်တဲ့အချိန်မှာတလောကတော့လောတော့မှမြန်မာရေးဥညီဖို့ရုပ်ကောက်ပဲဒီမှမပြဖို့ဆွေးနွေးတော့ကျွန်တော်တွေးရတယ်ဒါပထမတည့်ရပေါ့ဗျာနောက်နောက်တည့်ရကြတော့ဒီအမေရိကန်မှာရောက်နေတဲ့မြန်မာတွေဟိုအရေးပေါ်လက်ခံလာလူတွေပြပုံမဲ့လို့လည်းပြောပြရအောင်ဆိုတော့လက်ရှိအမေရိကန်ရဲ့ဒီမြန်မာဒီမိုကရေစီပေါ်မှာသဘောထားဘယ်လိုရှိတယ်ပြောလို့ရဟုတ်ကဲ့ဒီကိစ္စမှာလေကျမတို့ကတေချာလေးတော့ခွဲချမ်းအဲသုံးသပ်ကြည့်ဖို့လိုတယ်လို့တော့ကျမ မြင်တယ်ပေါ့နော်ခုနကဒီကြားဖြန့်ကိစ္စကိုပဲပြောပြောအခုဒါဒီ temporary အဲအဲပေါ့နော် protection status ပေါ့နော်ဒီယာယီအကောင်ွယ်ပေးတဲ့အဲ status ကိုရပ်နားလိုက်တဲ့ကိစ္စနဲ့ဒီအဲပုံတရံချင်းပုံတရံချင်းဆိုတာပေါ့နော် focal ministry တွေချင်းလဲမတူကြဘူးပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် ဒီ temporary special ဒီပေါ့နော် production ဒီ TPS ပေါ့လေနော်ဒီ temporary production status ကိုဟိုရက်ဆိုင်းလိုက်တယ်ဆိုတဲ့ကိစ္စဒီဒါဟိုးစကြတဲ့ကပေါ့နော်အခုမှတော့မဟုတ်ဘူးဒီဒီ Tamara Trump အနိုင်ရရှိခဲ့ပြီးကြတဲ့ကသူတို့ဒီကိစ္စကိုစောင့်ရွက်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ပြောရရင်တော့မြန်မာနိုင်ငံတနိုင်ငံနဲ့မဟုတ်ပါဘူးမြန်မာနိုင်ငံထက်အရင်ကိုရက်ဆိုင်းလိုက်တဲ့နိုင်ငံတွေလည်းရှိမှာရှိထားပြီးသားဖြစ်ပါတယ်ပေါ့ကျွန်တော်မမအောင်ဆို ၅နိုင်ငံလား၇နိုင်ငံလားမသိဘူးရှိမှရှိတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံကတော့ဒီဒီဒီနှစ်အဲနောက်ဆုံးပိုင်းထဲမှာဒီလိုဖြစ်မယ်ဆိုတဲ့ဟာပြီးခဲ့တဲ့တစ်နှစ်လောက်ထဲကကျွန်တော်တို့ကြိုပြီးတော့တည်တယ်အဲ့ဒီလိုတည်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့တွေကအဲဒီလိုဖြစ်လာမယ်ဟိုပထမတော့ကျွန်တော်တို့ appeal letter တွေပို့ခဲ့တာရှိတယ်ပေါ့နော်ဒါမြန်မာအာပြည်သူမြန်မာနိုင်ငံရဲ့အခြေအနေဟာခြားနိုင်ငံရဲ့အခြေအနေတွေနဲ့မတူဘူးဟလာပြည်တွင်းမှာဖြစ်ပုံနေတဲ့အခြေအနေတွေ ကြောင်းဟုတ်လို့ပေါ့နော်ဒီဟာကိုပြောတာရှိတယ်တစ်ဖက်မှာကြာတော့လည်းပဲခုနပြောတဲ့ဒီသမရထရိုင်ရဲ့ campaign မှာပါရဲကပေါ့နော်ဒီဒီအမေရိကရဲ့ greater safer ပေါ့နော်အဲပို့ပြီးတော့ဒီအမေရိကန်ရဲ့လုံခြုံရေးကိုသူပို့ပြီးတော့ဟောချင့်ကတ်တာနောက်ပြီးတော့ prosperate ပေါ့နော်ဒီမြန်မာနိုင်ငံအဲဒီဒီအမေရိကန်ရဲ့အဲဒီပေါ့တာယာဝါပြောရေးလုံခြုံရေးအဲပေါ့နော်ဒီဟာကိုသူအခြေခံပြီးတော့ဘယ်သူ့ရဲ့နိုင်ငံသားရေးမူဝါဒတွေနောက်ပြီးတော့ပြည်တွင်းရေး အဲ policy တွေကိုချင့်ကပ်တာကိုကျမတို့တွေ့ကြရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့အဲ့ဒီရဲ့အစိပ်ပိုင်းတစ်ခုအဲ့ဒီရဲ့တက်ရောက်မှုတစ်ခုလို့ပဲအဲကျမတို့မြင်နေပေါ့နော်မြင်နေအဲ့ဒီမှမှတော့ခုနပြောသလိုကျမတို့နိုင်ငံသားတွေပေါ့နော်အော်တက်ရောက်မှုရှိတယ်ဆိုတော့အဲ့တော့ဒီလူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒအရာပေါ့နော်ဒါကနိုင်ငံအလုံးကိုကျင့်သုံးတဲ့အခါမှာမြန်မာပြည်လဲပါဝင်တဲ့သဘောဖြစ်တယ်လို့အာကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အဲ့ဒီတော့တခြားနိုင်ငံတွေလည်းအလားတူရေးဆိုင်ရတဲ့တာကနာတွေရှိတဲ့အတွက်ကြောင့်မို့လို့ အခုအခုပေါ့နော်ဒီမြန်မာနိုင်ငံဒီအမေရိကန်ပြည်ထောင်စုမှာအရာကြီးခိုးလုံနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်အိမ်ပြန်ဖို့အချိန်ကြီးလုံးဝမရှိသေးဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ရှေ့မှာပြောခဲ့ပြီးဖြစ်တယ်အကယ်၍ဒီလိုမျိုးပြောလို့မှအဲဆက်လက်ပြီးတော့ကျင့်သုံးနေဦးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကိုဟုတ်တယ်ရှိပေမဲ့လည်းပဲတစ်ဖက်ကတော့ မရအောင်ပြန်ဖို့မှာပဲဆိုတဲ့အနေထားမျိုးတွေရှိလာနိုင်တယ်ဆိုတော့ကျွန်တော်တို့တွက်ထားပါတယ်တွက်ခဲ့ပြီးတော့အဲ့လိုဖြစ်ခဲ့လို့ရှိရင်တခြား alternative ဥပဒေကြောင်းရရောအဲဘာလုပ်နိုင်မလဲပေါ့နော်နောက်ပြီးတော့ဒီအမေရိကန်ရဲ့ပြည်တွင်းဥပဒေတွေအရာကိုပဲပေါ့နော်ဘလို့အခွင့်အရေးတွေ alternative တွေပေါ့နော်ချားရွေးချယ်စရာတွေရှိမလဲဆိုတာတွေကိုကျွန်တော်တို့အကြံပြုအဲဆွေးနွေးပြီးတော့ပေါ့နော်ဒီမြန်မာအတိုင်းဝိုင်းကိုအကြံပြုဆွေးနွေးခဲ့တာတွေရှိတယ်ဆိုတော့အဲ့တော့သူတို့လည်းဆက်ပြီးတော့အဲ့ဒီနီးအဲ့ဒီဟန်နီးနဲ့ ရဆက်ပြီးတော့လောက်ကြပါလိမ့်မယ်ပေါ့เนาะဆိုတော့ဒါကတော့ခုနပြောတယ် Homeland Security အဲကိစ္စနဲ့လေပိုဆိုင်နေဆိုတာကျွန်မပြောတင်တာပေါ့လေနောက်တစ်ခုကကျတော့နိုင်ငံခြားရေးမူဝါဒပြောင်းသလားမပြောင်းဘူးလားပေါ့ဒီလိုတွေဖြစ်လာတော့အဲကျွန်မတို့ခုချိန်ထိတော့မပြောင်းသေးပါဘူးအဲမပြောင်းသေးဘူးအဲမူဒီမူလအတိုင်းကိုပဲသူတို့ပြန်လုပ်နေတယ်နောက်ပြီး review တွေပါလေလုပ်တော့လုပ်ကြမှာပေါ့เนาะသို့တော့ကျွန်မတို့ဒီချိန်ထိမေးထားတာတော့မြန်မာနိုင်ငံပေါ်မှာထားရှိတယ် မူဝါဒကအပြောင်းလဲမရှိပါဘူးပေါ့နော်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သိထားပါတယ်ဗျကျွန်တော်တို့မေးလဲမေးထားတယ်ဒီအတိုင်းလဲအကြောင်းပြန်ထားပါတယ်မရှိဘူးဆိုတာဘယ်လိုမျိုးဘယ်လိုလဲဒီဒီကသူလိုတာကဥပမာဟုတ်ကဲ့ဒီစစ်ကောင်စီကိုဟိုအတိမှန်ပြုမှာမဟုတ်ဘူးတရားဝင်မှုပေးမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟာမျိုးတွေနောက်ပြီးတော့ဒီအဲကျမတို့ဒီရေလှုပ်ရှားမှုတွေအပေါ်မှာအာသူတို့ဆက်ပြီးတော့ဟိုဘာပဲပြောပြောထောက်ခံသွားမယ်ဆိုတော့ဒီနိုင်ငံခြားရေးမူဝါဒကိုပြောတာဖြစ်ပါတယ် position မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငူဝါရအခုအချိန်မှာအဲဒီလိုပေါ့နော်ဟိုဟိုသူတို့ဆက်ဆံရမယ်ပုံမှန် normalization ပြန်လုပ်ရမယ်အခြေအနေမဟုတ်သေးဘူးဆိုတော့ငူဝါရတွေကမပြောင်းလဲသေးဘူးလို့ကျွန်တော်တို့နားလည်ထားပါဗျ။အဲ့တိုင်းပဲလည်းသိထားပါဗျ။ဟုတ်ဆိုတော့အမေရိကငူဝါရတော့မပြောင်းဘူးပေါ့နော်နိုင်ငံချင်းငူဝါရပေါ့မပြောင်းဘူးပေါ့ဆိုရက်ကကြတော့အခုရေးပေါ်ပြန်ပုံမဲ့လူတွေတော့ရှိတော့ဗျာဆိုတော့အဲ့ဒီသူတို့အဲ့ဒီပြည်ထရေးဌာနအမြင်တာကြတော့ အဲ့မှာအဲ့ကျင်ညာချက်မှာပါတာလေမြန်မာပြည်ကအချင်းနေကောင်းသွားပြီဆိုတော့အမြင်မျိုးကဘယ်လိုဖြစ်တာလဲမသိအဲ့ဒါကြောင့်အဲအဲ့ဒါကတော့အဲ့ဒါတော့အဲ့ဒီအဲ့ဒီလိုမျိုး reason ပေါ့နော်ကြိုးကြောင်းဖော်ပြချက်ပေါ့ဘာကြောင့်ဒီလိုပို့ရလဲဆိုတဲ့ဟာကတော့အရှိမကကကို ပြောခဲ့ရပေါ့နော်ဒီလွတ်တော်မှာအဲပါတီနှစ်ခုလုံးကရောပေါ့နော်အာမြမရေးကျွမ်းကျင်သူတွေကရောဆွေးနွေးခဲ့တဲ့အဲဆွေးနွေးချက်တွေထောက်ပြချက်တွေရော လက်တွေ့မြေပြင်မှာတကယ်ဖြစ်နေတဲ့အနေအထားတွေနဲ့လည်းဟောတော့ဟိုပေါ့နော် contradict ဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်တကယ်မြေပြင်မှာလည်းဒီအတိုင်းတော့ဟုတ်မနေဘူးပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျမတို့အာဒီလိုမျိုးဟုတ်မနေဘူးဆိုတဲ့ဟာကိုတော့ကျမတို့ပြောဖို့လိုလို့ရတယ်ဘယ်အချက်လက်ပေါ်မှာအခြေခံပြီးတော့ပြောတယ်လဲဆိုတဲ့ဟာကိုလည်းပဲပေါ့နော်ဒါဒီအဲဒီ American ဒီလွှတ်တော်ဘက်အချမ်းတွေကကိုပဲဒါသူတို့မေးခွန်းထုတ်တာတွေရှိလာနေတယ်လို့ကျမတို့ သိရတယ်ဗောနော်ကျမတို့ကိုယ်တိုင်လည်းပဲဒီအပေါ်မှာဘယ်လိုဖြစ်တလဲဆိုတဲ့ဟာကိုတော့ကျမတို့ကတော့ focal ကတော့နိုင်ငံကြီးဝန်ကြီးဌာနနဲ့အဲချိတ်ဆက်ရတာပေါ့လေနော်ဆိုတော့အဲ့တော့နောက်ဆုံးဒီဟာကိုဒီဌာနနှစ်ခုရဲ့အဲပေါ့နော်ဒီဘယ်လိုပြောမလဲအဲဒီ contradict ဖြစ်တဲ့ကိစ္စအောင်နောက်ဆုံးဆုံးဖြတ်ရမှာတော့တမရယုံကပဲဖြစ်မှာပေါ့လေဆိုတော့ဒါလည်းကျမတို့အခုချိန်အထိတော့ဘယ်လိုဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရအောင်မယ်အဲခုနပြောတဲ့အနေအထားကတော့အမြင်ပြင်အခြေအနေနဲ့လည်းလွဲတယ်နောက်တစ်ခုကကျတော့ ကျွန်မထင်တာเนาะကျွန်မကျွန်မတို့မှတ်မိပါသေးတယ်အခုဒီ American နိုင်ငံသားတွေလာ NDA ရှိတဲ့ခီးမသွားတဲ့နိုင်ငံတွေ list တွေထဲမှာတော့မြန်မာ PR still เนาะတကယ့်ကိုဟိုပေါ့เนาะဒီ red ဟိုအနေနဲ့ရှိနေတော့မဲဆိုတဲ့အနေအထားတွေရာမယုတ်သိမ်းရသေးပါဘူးဆိုတော့ဒီအခြေအနေမျိုးတွေရှိနေတဲ့အခြေအနေမှာဒါအခုငြင်းငြင်းသွားပြီလို့ဆိုတော့အကြောင်းပြချက်ကတော့တော်တော်လေးကိုပေါ့เนาะအဲကျွန်မတို့အတွက်တော့အဲ ဘောနော်အဲ့ဒီအချက်လက်တွေနဲ့ကန့်ညီမှုမရှိဘူးဆိုတဲ့ဟာကိုတော့ကျမတို့မြင်ရတွေ့ရတယ်ဘောနော်ဒါကြောင့်ဒီလိုဘလို့ဆက်ပြီးတော့ဒီအပေါ်မှာဆက်သွားမလဲအဲဘလို့မျိုးဆက်လက်ပြီးတော့ခုနလှုပ်တော်ဘက်အချမ်းတွေကရောမိဖို့နေထုတ်ကြမလဲဆိုတာတော့ကျမတို့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့လှုပ်တော်ဆွေးနွေးတာတွေကတော့ဆွေးနွေးတော့ကောင်းတော့ဘောနော်ဆက်ပြီးတော့ဘာလို့ဆိုတော့ကျွန်တော်မကြလားကြပြီလေထွန်းတဲရက်ဆယ်လားလောက်ရှိပြီဆိုတော့အမေရိကချင်းနေပါလားနော် ဟုတ်တယ်ဆိုလို့ချင်းနေရောခုနကကျွန်တော်တို့ OC New Zealand ကိုပကြံ့ရအောင်ရှင်းတာပေါ့နော်အခုအမေရိကကျွန်တော်တို့ ASEAN ထိုင်းပါလာပြီဆိုတော့ကကြတော့ကျွန်တော်တို့ဟိုတရုတ်အိန္ဒိယရုရှားဘယ်လိုလိုဘယ်လိုလိုတမဒဒီနေ့လာမနေ့လာနေပြီးတော့ရောက်နေလို့ကျွန်တော်ကြားရတယ်ဗျဆိုတော့ကကြတော့ဟိုချိုးတော့ပါသွားမှာပေါ့အဲ့လိုရုပ်ကွယ်ကိုတိမှပြူတဲ့နိုင်ငံတွေရှိလာနိုင်တယ်ပေါ့အဲ့လိုပဲပြောအောင်ကျွန်တော် အဲဒါပေါ့ဒါလိုခုနဒါလည်းသိတာပါပဲဘယ်နိုင်ငံတွေကတော့အာတွန်းတွန်းတိုက်တိုက်နဲ့စိတ်ပါလဲပါနဲ့ထောက်ခံမလဲဘယ်နိုင်ငံတွေကတော့ wait and see ပေါ့နော်စောင့်ကြည့်ပြီးတော့မှခြေနေကြည့်ပြီးတော့အာဟိုထောက်ခံတာမထောက်ခံတာထဲ engage ကိုဘယ်လိုလုပ်မလဲပေါ့နော်ဥမာထားပါတော့အာအတိမတ်ပြူတာတော့မဟုတ်ဘူးဒါပေမဲ့ engagement လုပ်မယ်တချို့ကြတော့လည်းလုံးလုံးအတိမတ်လည်းမပြူဘူး engagement လည်းမလုပ်ဘူးဒါမျိုးတွေဖြစ်နေတယ်အဲ့တော့နိုင်ငံတွေကအဲ့လိုမျိုးတော့ရှိနေကြလိမ့်မယ်ခုန Belarus လိုနိုင်ငံမျိုးကတော့ဒါက စိတ်ပါလက်ပါနဲ့ကိုဟိုပူပေါင်းပြီးတော့ဒီပေါ့နော်ဘယ်လာရုစ်နိုင်ငံမှာကျင့်သုံးနေတဲ့ပုံစံမျိုးတွေကိုတောင်မှပဲအပြန်အလှန်ပေါ့လေနော် lesson လို့သင်ယူနေကြတဲ့သဘောတော့ရှိတာပေါ့လေနော်ဒီအခုဒီရွေးကောက်ပွဲတွေလုပ်တယ်နဲ့ဒီအဲ့ဒီပုံစံမျိုးတွေမြင်ရတော့ရှိပါလိမ့်မယ်အဲ့တော့ဘယ်လိုပဲရှိရှိဒီရွေးကောက်ပွဲနဲ့အခုဖြစ်နေတဲ့ဖြစ်စဉ်ဒီဒါကျမတို့တို့အတွက်အဲအရေးကြီးတာမှန်တယ်နိုင်ငံရေးအရအစိန်ခေါ်မှုဆိုတာလည်းမှန်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲကျမတို့တော်လှန်ရေးနဲ့ ပေါ့နော်ဒီစစ်အာဏာရှင်စနစ်အဲဒီပေါ့နော်ဟိုအမြင့်ဖြတ်ရေးဆိုတဲ့ကိစ္စကလည်းပဲအဲကျွန်တော်တို့တော်လှန်ရေးကတော့ဆက်ပြီးတော့ရှိနေအောင်မှာပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရွေးကောက်ပွဲလုံးလို့စစ်အာဏာရှင်စနစ်အဲပျောက်သွားမှာမဟုတ်တဲ့အပြင်ကိုအမြင့်တွေ့လာမယ်ဆိုတာအားလုံးသိကြတယ်။ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးကဆက်ပြီးတော့ရှိနေလေအောင်မယ်။မြေပြင်အမြေပြင်မှာရှိနေတယ်ပေါ့နော်။အခုစီရေးနိုင်ငံရေးအပူပေါင်းဆောင်ရွက်မှုတွေအပြည်သူလူထုရဲ့ခုခံတော်လှန်မှုတွေကတော့ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာကခုနပြောတယ်အခုပြောသူလို့ပေါ့လေထောက်ခံတဲ့သူရှိမယ်ကန့်ကွက်မဲ့သူရှိမယ်စောင့်ကြည့် wait and see ပေါ့သူတွေလည်းရှိကြအောင်ပါပဲအဲ့တော့တစ်ဖက်ကတော့မြေပြင်အခြေအနေနဲ့ကျွန်တော်တို့ပြည်တွင်းမှာနိုင်ငံရေးအခြေအနေပေါ့နော်ကဘယ်လိုမျိုးဟိုတခြားနီးတွေနဲ့ဆက်လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာလည်းပဲအဲကျမတို့ကပို့ပြီးတော့အာယုံစိုက်ဖို့လို့တော့လိုပါတယ်။ဟိုအခုကနိုင်ငံတကာအခြေအနေပေါ့။ပြည်တွင်းဆိုလို့ပြည်တွင်းကအခု ဟိုနိုင်ငံချင်းနေတော့ကောက်ဝေးနဲ့ပူဆန်ဖို့လေကျွန်တော်မေးကောင်းအခုအခုနောက်ဆုံးစီးရေးချင်းတွေပေါ်မှာဘယ်လိုမြင်လဲအထူးသဖြင့်လောလောဆယ်ရတော့ဗျာဟိုမှာလူတွေစိတ်ဝင်စားတာကျွန်တော်မုတ်ကူမုတ်မွေဘယ်လိုဖြစ်မလာမလဲပေါ့နော်ဆိုတော့ဘယ်လိုများပြောချင်လဲဗျာလက်ရှိဟိုပြည်တွင်းချင်းတွေပေါ့နော်စီးရေးဆိုတာတဲ့ဟုတ်ကဲ့အပြည်တွင်းမှာတော့ခုနကပြောသလိုပေါ့လေပြည်တွင်းအမြေပြင်အခြေအနေလို့ပြောရင်စီရေးရှိမယ်အုတ်ချုပ်ရေးရှိမယ်အဲကျမတို့ဒီပေါ့နော်ပေါ်ထွန်းလာတဲ့ အဲဒီပေါ့ unit အစိုးရတွေရှိမယ်အဲ့ဒီအစိုးရတွေနဲ့ NUG နဲ့ကြားမှာအဲပူပေါင်းဆောင်ရွက်နေတဲ့ progress တွေပေါ့နော်ဒါတွေရှိမယ်အစိန်ခေါ်မှုတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့ကျမတို့ကခုနစစ်အဲဒီအာနာရှင်ကိုစစ်အုပ်ချုပ်ရေးကိုအာနာသိမ်းမှုကိုတိုက်ခိုက်တွန်းလှန်နေရုံနဲ့မဟုတ်ဘဲနဲ့ဟိုဟိုကျမတို့စိုးမိုးထိန်းချုပ်ထားတဲ့ဒေတာတွေစိုးမိုးနယ်မြေတွေပေါ့လေထိန်းချုပ်တယ်ဆိုတာတဲ့စိုးမိုးနယ်မြေတွေမှာထိန်းချုပ်နိုင်မှုအဲနောက်ပြီးတဲ့ခါကျတော့လည်းအုပ်ချုပ်ရေးထူထောင်နိုင်မှုနောက်ပြီးတော့ အဲလူထုဝန်ဆောင်မှုတွေပေးနိုင်ဖို့အဲပေးတဲ့အခါမှာလည်းပဲခုနကပြောတော့ကျမတို့လူလာတဲ့တောင်းတတဲ့ဒီ Federal Democracies နှုံးဆန်နေနဲ့ပေါ့နော်ကျင့်သုံးလို့ရသမျှကျင့်သုံးဖို့ပေါ့နော်အခုချိန်မှာတော့ဒါတော်လှန်ရေးကာလဖြစ်တဲ့အတွက်တော်လှန်ရေးနဲ့တူအောင်လို့တော်လှန်ရေးပုံစံမျိုးသွားမှာရှိတယ်ဆိုပေမဲ့လည်းပဲတစ်ဖက်မှာလည်းပဲ အတော်လှန်ရေးအစိုးရတို့ပြောသည့်တိုင်အောင်ပေါ့နော်ဟိုခုနဖက်ဒရယ်နှုံးဆန်နေဒီမိုကရေစီနှုံးဆန်ပေတဲ့အနေနဲ့လည်းတိုင်းပြီးတော့ဒါအကဲဖြတ်နေကြတာတွေလည်းရှိသလိုကျမတို့ဒီဒီဟာတွေကလည်းကျင့်သုံးတဲ့အနေအထားမျိုးတွေရှိပါတယ်တချို့နေရာတွေမှာကျင့်သုံးလို့ရတဲ့အနေအထားမျိုးတွေမှာကျင့်သုံးခြင်းအပြင်ဒါကယုံကြည်မှု level ကိုလည်းတက်နိုင်မယ်တစ်ဖက်မှာတော်လှန်ရေးလည်းလှုပ်အဒီတိဆောက်ရေးနိုင်ငံရေးအခြေခံတွေကိုလည်းချနေရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့အဲ့မှာပြောရမယ်ဆိုလို့ရှိရင်တော့ခုနစီရေးပေါ့နော်စီရေးမှလည်းပဲခုနဒီမိုးကုတ်မိုးမိတ်လို့ ကိစ္စမျိုးတွေအတွက်ကိုစိုးရိမ်နေကြရတယ်လေကျမတို့ကောင်းကောင်းသိပါရတယ်အဲ့တော့မြေပြင်စီးရဲချင်းတွေကတော့ဟိုပြောရမယ်ဆိုလို့ရှိရင်ဒီအဲကျမတို့ဟို PDF တွေเนาะနောက်ပြီးတော့ခံကြတော့ဒီကောင်ဝဲဝန်ကြီးဌာနနာမြေပြင်အဲစုဖွဲ့မှုတွေကတော့တတ်နိုင်ဆုံးအဆုံးစွန်ပေါ့เนาะဒါမိုးကုတ်ကိုဟောဒီကောင်ဝဲသွားဖို့လို့ရှိတယ်လို့ကျမသိထားတယ် နားလည်ထားတယ်ပေါ့နော်အဲ့မြေပြင်မှာလည်းရှိနေကြပါတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာလည်းပဲအခုနပြောသလိုစေကောင်စီဘက်ကလည်းအဲဟိုပြန်ပြီးတော့ပေါ့နော်ခြေချဖို့စူးစမ်းနေတဲ့အနေအထားမျိုးတွေရှိတယ်အဲ့လိုလုပ်တဲ့နေရာမှာလည်းခြားသော factor တွေလည်းရှိတာပေါ့လေနော်ဆိုတော့မြေတို့ပင်ဆိုစီကောင်မှုကျမတို့အာဒီ PDF တွေဒီ NUG အနေနဲ့ရောပေါ့နော်ခြားသောဒီဒေါ်လန်ကြီးမဟာမိတ်တွေနဲ့ပေါ့လေပူးပေါင်းပြီးတော့ဒီအကောင်းဆုံးအခြေအနေဖြစ်အောင်အဲကာကွယ်သွားဖို့လို့တော့ စူးစမ်းအထုတ်နေတာမျိုးရှိပါတယ်ပေါ့နော်ဆိုတော့ဘလောက်ဘလို့ဖြစ်မလဲဆိုတော့အတိအကျမျိုးတော့ကျွန်တော်တို့ပြောဖို့ရှိပေမဲ့ကျွန်တော်တို့လူတွေမြေပြင်မှာရှိတယ်ဆိုတာတော့သိကြပါတယ်ပေါ့နော်အဲ့ဒါတော့ကျွန်မကျွန်မပြောလို့ရသလားပါဟုတ်ကဲ့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 အဲဒီလိုပါဗျာအဲ့တော့ဒီခုချုံနေနေကတော့ကျွန်တော်တို့ခုနနိုင်ငံတကာချင်းနေစစ်ကောင်စီကနှစ်ခုပေါ့နော်နိုင်ငံရေးရယူကောက်ပွင့်နဲ့ပြီးတဲ့စေးရေးရလည်းခုနအခုလိုတရုတ်အာယူပြီးတော့ထိုးတာတွေပြီးတာတွေရှိတဲ့ခါကျတော့လူတို့ကဘယ်လိုခေါ်မလဲကျွန်တော်တော်လှန်ရေးငါးနှစ်ဆိုတာကြက်တက်ပုံများလာတော့ တော့လူတို့ဘောအပေးစကားပဲဆိုဆိုကျွန်တော်နီကိုချိုပါဗျာတတဲစကားပေါ့ပြောပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျမတို့လူတို့ကိုဟိုပေါ့နော်အပေးစကားဆိုတော့ကျမတို့ဟိုလူတို့ကိုအပေးရင်ကိုကိုကိုလည်းဟို reflect လောက်ရတယ်ပေါ့နော်ကိုကိုကိုလည်းအဲအားမှုရတယ်ပေါ့လीနော်ဘာဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အခုဒီကာလဒီအခြေအနေကအဲစစ်ကောင်စီရလည်းနိုင်ငံရေးအရာတကူတကယ်ထိုးနေမယ်တရင်အချက်လက်တိုက်ပွဲတွေအရာကြကုတ်ကြဲထိုးတယ်မလို့ထိုးနှက်မယ် เนาะနောက်ပြီးတော့ခါကြတော့ဟိုဟိုဘယ်လိုပြောမလဲဒီနိုင်ငံတကာမျက်နှာစာမှာဆိုလို့ရှိရင်လည်းပဲသူတို့လည်းကြကုတ်ကြကဲလုံနေကြတာပဲပေါ့เนาะဆိုတော့ကျမတို့လည်းထို့အတူပဲဆောင်ရွက်နေကြတာ၄ရှိပါတယ်ဆိုတော့ဟိုဟိုတေချာပေါ့เนาะဘယ်နေရာတွေမှာတော့ဘယ်လိုတိုးတက်ပြီးဘယ်နေရာတွေမှာတော့ကျမတို့အားနည်းနေတယ်ဆိုတာတွေကိုကျမတို့မှန်မှန်ကန်ကန်အဲသုံးသပ်ပြီးတော့ပေါ့เนาะကိုအားနည်းချက်ကိုလည်းအဲကိုဟို ပြင်ဖို့လို့ပေါ့နော်ဥမာပြင်ဖို့လို့ဆိုတဲ့နေရာမှာပြင်လို့ရတဲ့အားနည်းချက်ရှိတယ်ပေးထားချက်အခြေအနေကိုကအဲဟိုပေါ့နော်တိထက်ဖို့ကောင်းအောင်လုပ်ဖို့ခက်တာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေဒီကိုကိုကိုမညာမတာအာသုံးသက်ပြီးတဲ့အခါကျတော့မှခုနပြောတဲ့လူတို့ရဲ့လိုလားတယ်ပေါ့နော်ဒီအောင်မြင်မှုဒီဟာတွေကိုဒီအပြောင်းလဲတွေကိုလုံနိုင်ဖို့လို့ကျွန်တော်တို့ကြိုးစားနေအပြောင်းလဲဆိုတာဒီတော်လန်ရေးဆိုတာအပြောင်းလဲလောက်တာပါပဲပေါ့နော်ဒီအပြောင်းလဲအတွက်တော်လန်ကြတာဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ ဟိုနေညမပြတ်ကိုပဲပေါ့နော် ကျမတို့ဟိုဂျိုးပန်းဆောင်ရွက်နေပါတယ်ဆိုတော့ကျမပြောခြင်းနေပေါ့နော်အဲ့တော့အဲဒီကြမ်းကြမ်းခံပေးနေတဲ့ပြည်သူလူထုကိုကျမတို့ကျေးဇူးတင်တယ်တစ်ဖက်မှာလည်းပဲအဲခုနပြောတဲ့ပေါ့နော်ဟိုသတင်းတုသတင်းမားတွေလည်းရှိမယ်တချို့ကအမှန်တဝက်အမှားတဝက်တွေရှိမယ်ဒီဒီ warfare တွေကိုလည်းကျမတို့ဟိုသတိနဲ့ပေါ့နော် ခန္ဓာရင်းနဲ့သတင်းအချက်အလက်မှန်မှန်ကန်ကန်နဲ့ verification တွေလုပ်ပြီးတော့ကြော်လွှားကြဖို့လို့လည်း အဲလို့ပါမယ်ပေါ့နော်ဆိုတော့အဲ့ဒါအဲ့ဒီအတွက်လည်းပဲအခုဒီလိုမျိုးပေါ့လေဒီဒီသတင်းမီဒီယာတွေကနေပြီးတော့ကျွန်တော်ထိတွေ့ပြီးတော့ပြောဆိုခွင့်ရတာအဲအမတန်မှပေါ့နော် ကျွန်မအာကျေးဇူးတင်တယ်အချက်လက်အဲကျွန်တော်တို့အပေါ်မှာရှိနေတဲ့တန်တရားတွေနောက်ပြီးတော့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့အဲပေါ့နော်ဝေခွဲမရနိုင်တဲ့ကိစ္စမျိုးတွေဆိုလို့ရှိရင်ဒါကျွန်တော်တို့မီဒီယာတွေကနေတစင်ပြောနိုင်တဲ့လူတို့နဲ့ဆက်သွယ်ဆောင်ရွက်မှုကိုကျွန်တော်တို့ တက်နိုင်ဆုံးပေါ့နော်တစ်ဖက်မှာလည်းတာဝန်တွေထမ်းဆောင်နေရင်းနဲ့ပြောလို့ရတာ engage လုပ်လို့ရတာတွေလုပ်သွားပါမယ်အဲ့တော့အားပေးစကားပြောချင်တာကတော့ကျမတို့မှာအစိုးရကြီးပဲဖြစ်နေတာမဟုတ်ပါဘူးအဲဟိုပေါ့နော်တော်လှန်ရေးဘက်ကအောင်မြင်နေတဲ့တိုးတက်နေတဲ့နေပယ်တွေလည်းရှိပါတယ်ဆိုတဲ့ဟာကိုကျမအနေနဲ့ပေါ့နော်ဟိုရှာဖွေကြည့်မယ်ဆိုလို့ရှိရင်သိနိုင်တယ်ဟိုမှာဘန်နာရေးကဏ္ဍရှိမယ်နိုင်ငံရေးကဏ္ဍဆိုလို့ရှိရင်လည်းခုန facts တွေနဲ့ကြည့်ကြည့်ပေါ့နော်ခုနအဲဒီအမေရိကမှာဒီလိုဖြစ်တယ်ဆိုမယ်အဲ့ဒါတွေကမီဒီယာမှာရော လူလူရဲ့စိုးရိမ်မှုအရာဟောအရန်တက်သွားတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာခုနပြောသလိုဟလာထိုင်းနိုင်ငံသားကြီးဌာနကလို့ထိုင်းစိုးရထုတ်ပြောတဲ့ဟာမျိုးလည်းရှိနေတယ်ဆိုတော့တည်င်းတွေကအဲ့လိုပေါ့နော်အခြေအနေမျိုးမျိုးနဲ့ရှိနေတော့အာဆီယံဆိုလို့ရှိရင်လည်းဒီတိုင်းပဲအရင်ကစိတ်အားမရရပဲမယ်အာဆီယံဒီဘာပဲပြောပြောဒီ status ကိုပိုပရက်ရှာပေးတဲ့ဟာကိုဆက်ပြီးတော့ထိန်းထားနေတော့မယ်ဆိုတာလည်းတွေ့ရအဲ့တော့ပြောချင်တာကအကုန်လုံးက ဟိုပေါ့နော် processing ဖြစ်နေတယ်အဲ့ processing နေမှာအနှိမ့်မြင့်အတက်ကြတွေကျွန်တော်တို့ရှိပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီအနှိမ့်မြင့်အတက်ကြတွေကိုကျွန်တော်တို့အောင်မြင်မြင်နဲ့စိတ်သက်ခံခံမှန်မှန်နဲ့ကြော်ထွားပြီးတော့တော်လိုင်းအောင်မြင်တဲ့အထိသွားကြဖို့ဟာအရေးကြီးပါတယ်ဒီအခက်အခဲတွေအကျက်တဲတွေကြုံနေတဲ့ကာလမှာကြံ့ကြံ့ခံနိုင်မှသာလျင်အဲကျွန်တော်တို့ပေါ့နော်အောင်မြင်တဲ့ကောင်းမွန်တဲ့အနာဂတ်ကိုဟိုကျွန်တော်တို့ရောက်ရင်ဆိုင်နိုင်မှမြင်နိုင်မှဖြစ်ပါတယ်ဆိုတာပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျငါကျေးဝင်တော်စင်ပါကျေးဇူးတင်ပါ